ချန်ပီယံလိဆီမီဖိုင်နယ်ပထမကြော်ဘာစလိုနာနဲ့အင်တာမီလန်မင်္ဂလာပါကိုခဲအင်းစတာဖုတ်ဘောရှိုးကနေကြိုဆိုပါရစေကျွန်တော်ကိုခဲမှာမနေ့ပြန်ညတနအိုက်ကွမှာရှင်ပြိုင်ကစားမယ်ဘာစလိုနာနဲ့အင်တာမီလန်တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုလုပ်ပြီးသွားကြပါတယ်ချန်ပီယံလိကဆီမီဖိုင်နယ်အဆင့်အထိရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးက big match တွေကြီးပဲကြည့်လို့မကောင်းတဲ့ပွဲဆိုတာမရှိတော့ဘူးဒီအတွက်ကြောင့်ချန်ပီယံလိဆီမီဖိုင်နယ်ပွဲစဉ်တိုင်းကိုပွဲကြိုသုံးသက်ချက်လုပ်ပြီးသွားမှာဖြစ်ပါတယ် ဆိုတော့ထုံးတဲ့နိုင်မယ်ဒီပွဲနဲ့ပတ်သက်တဲ့ key points တွေကျွန်တော်တို့စွဲထုတ်ကြည့်အောင်ဒီနေ့ဘာစီလိုနာကတော့လုံးဝ amazing ပဲကျွန်တော်တို့မထင်ထားတဲ့အခြေအနေမျိုးအထိကိုရောက်ခဲ့ပြီးကျန်းခဲ့တဲ့အသင်းသင်းပေါ့ဗျာ Hansi Flick ရဲ့ရည်သွေးပိုင်းကောင်းမှုပါဝင်တယ်လို့ကစားသမားတွေရဲ့စူးစမ်းအားထုတ်မှုပိုင်းကစားသမားတွေနဲ့နှီးပြကြားတဲ့ connection ပိုင်းဒါ့အပြင် Barcelona အသင်းရဲ့တာဝန်ရှိတဲ့သူတွေ supporting လုပ်ပေးမှုပိုင်းအကုန်လုံးကတာတူညီမျှစွာတောက်လောင်ခဲ့လို့ဒီအခြေအနေထိရောက်လာတာပါအသင်းသင်းအောင်မြင်ဖို့ဆိုတာလွယ်တယ် ဒါပေမဲ့အဲ့ဒီအောင်မြင်မှုကိုထိမ့်သိမ်းဖို့ဒါမှမဟုတ်ဖလားစုံမျောလင်းဖို့ဆိုတာကအဲ့လောက်ထိလွယ်ကူမနေပါဘူးကျွန်တော်တို့တော့ပြောတဲ့အချက်လက်တွေတာတူညီမျှစွာတောက်လောင်နိုင်မှဖလားစုံမျောလင်းနိုင်ပါလိမ့်မယ်အဲ့ဒီနေ့ရာသီမှာဘာစနာဒီကိုပါဒယ်ရီစူပါကိုပါဒီအက်စပန်နာအားလုံးရပြီးသွားပြီလာလီဂါဖလားရဖို့အတွက်လည်းအခြေအနေကောင်းတယ်လို့အခုချန်ပီယံလိဆိုရင်လည်းဖလားရဖို့လက်တကန်းလိုရောက်ရှိလာပြီဖြစ်တဲ့အတွက်ဖလားလေးလုံးလမ်းကြောင်းပေါ်မှာရှိနေပြီလေဖြစ်ပါတယ်ကျွန်တော်တို့ဘာစလိုနာအသင်းကိုနှစ်တော်တော်များများမှီခဲ့ဘူးလေပေါ့နော် နှစ်ထပ်ဆိုင်ဘယ်လိုပြောမလဲ generation ပေါ့ Louis van Gaal တို့ Rivaldo Saviola တို့ခေတ်ကိုတော့ကျွန်တော်မမီခဲ့ပါဘူးဒါပေမဲ့အဲ့နောက်ပိုင်း Fred Rickett ရဲ့ Guli Oliguea Ronaldinho Samuel Eto'o ရဲ့ခေတ်ကစပြီးနော် Pep Brighton ဖြစ်ခဲ့တဲ့ Leo Sergio Busquets Iniesta Xavi တို့ခေတ်ကောင်းတဲ့အချိန်ကာလတော့တစ်ချိန်အဲ့နောက်ပိုင်းမှာ MSN လူးစ်အင်ရီဂီရိုခေကောင်းတဲ့အချိန်ကာလတော့တစ်ချိန် generation 30ပေါ့ဒီထဲမှာဟိုပက်ရဲ့ခစ်ကလွဲရင်ဒီအခု Hansi Flick ခစ်ကတော်တော်ကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်လူကြီးလူငယ်ပေါင်းဆက်မှုနဲ့ ာဆိုနာရဲ့ကစားပုံရောစိတ်တက်တဲ့ခံယူချက်ပိုင်းရောရင်ခုန်စရာတိတ်ကောင်းပါတယ်ကျွန်တော်အခုဘာဆိုနာရဲ့နောက်တန်း CCB တနေရာမှာစော့နေတဲ့ကျူဘာစီကိုတိတ်ကြိုက်တာလူကောင်လေးကအရင်မချူခတ်တိတ်တိတ်ဖျော့ဖျော့လေးပဲပေါ့နော်ဒါပေမဲ့ဘောကျော်နဲ့မနဲ့တိတ်ကိုထူးကျွန်တဲ့ကစားသမားလေးတွေပေါ်လာတယ်လမန်ညမဲလ်ကတော့ပြောမနေနဲ့တော့ပေါ့နော်အဲ့ဒီကစားသမားတွေကိုဒါရာဖီညာတို့လူဗန်နိုစကီတို့နဲ့ ပေါင်းဖက်ပြီးတော့သူကလူကြီးလူငယ်မျှတစွာနဲ့ဒီနှစ်ဘာစလိုနာကလည်းအကောင်းဆုံးအမြင့်ပြန်တန်းနေတာဖြစ်ပါတယ်။ဘန်ဒါယီအခက်ခဲအချက်တည်းကတပိုင်းတော့ဒါမဲ့ဒီနှစ်ရာသီဘာစလိုနာကောင်းလာရဆိုတာလည်းညင်းလို့မရဘူး။တစ်ဖက်ကအင်တာမီလန်ပြိုင်ဘက်အသင်းကအင်တာမီလန်မဟုတ်ဘဲနဲ့တခြားသောအသင်းတသင်းဆိုရင်တော့ကျွန်တော်တိတ်ထွေးဒူးဒူးမစိုးရိမ်နေဘူး။အော်ဘာစလိုနာကွာဆိုပြီးတော့လက်သီးလက်မောင်းတန်းလို့ရတယ်။တိုးတော့အင်တာမီလန်ကဘာစလိုနာလှုပ်ချင်တိုင်းလှုပ်လို့ရမယ့်အသင်းထဲမှာမပါဘူး။ဘာကြောင့်တော့နီးပြဆိုင်မွန်နီအင်ဇာဂီကြောင့်လို့ပြောရင်မှန်ပါလိမ့်မယ်။သူတို့ခုနောက်ပိုင်းပွဲစဉ်တွေမှာရလက်တွေစိုးနေတယ်။သုံးပွဲဆက်ရှုံးထားတယ်။တိုးတော့ ့ချန်ပီယံလီးရဲ့ချန်ပီယံလီးပဲဆာမိုနီအင်ဇာဂီသည်တကယ်ကိုအရေးသွေးရှိတဲ့နီးပြားတယောက်ဖြစ်ပါတယ်အင်တာမီလန်ခေတ်ကိုကျွန်တော်တို့အများကြီးမှီခဲ့ပူပါတယ်ဒါမော်ရီညိုရဲ့ဖလားသုံးလုံးရတဲ့အချိန်ကာလတုန်းကအင်တာမီလန်ကတော့ပရိသတ်သဘောအကျဆုံးခေတ်ပေါ်ဗျာဝက်စလီရှနိုက်ဒါတို့မိုင်ကွန်တို့ဂျူလီယိုစီဇာတို့ခေတ်ပေါ်တိုးတော့အဲ့တော့ကအင်တာမီလန်ကစားပုံသည် fighting spirit ရဲ့ experience ရဲ့ခံစစ်ကစားပုံကောင်းမွန်မှုရဲ့ပေါင်းဆက်ပြီးတော့အသင်းတိုင်းကိုအနိုင်ယူခဲ့ပြီးချန်ပီယံလီးဖလားရခဲ့တာဘာစလိုနာပါပါတယ်အဲ့ပြောချင်တာအခုခေတ် အင်တာမီလန်ပို့ပြီးစနစ်ကြတယ်ဗျူဟာပိုင်းကြတယ်ဒီလိုပြောလို့ဆိုင်မိုနီအင်ဇာဂီကမော်ရီညိုထက်တော်တယ်လို့ပြောတာမဟုတ်ဘူးနော်လူငယ်ဖြစ်တဲ့အတွက်ကြောင့်တချို့သောဗျူဟာပိုင်းတွေမှာတီထွင်စမ်းသစ်မှုပို့ပြီးအားကောင်းတယ်အဲ့တော့အီတလီတွေရဲ့ခတနာချီယိုဘေ့စ်ကိုလည်းကောင်းကောင်းနားလည်တယ်လို့ဗျူဟာပိုင်းစမ်းသစ်မှုတွေလည်းလုံနိုင်တဲ့အတွက်ကြောင့်အင်တာမီလန်ဒီအီတလီစီးရီးဘောလုံးတော့ကမှာ လက်ရှိအချိန်ထိခေါင်းတလုံးပူတာနေတာဘရိုးလည်းတွေ့မှာပါအီလီစီရီဘောလုံးလောကဆိုတာရှုံးနိမ်သွားတဲ့ဘောလုံးလောကကြီးဖြစ်သွားပြီအင်တာမီလန်တသင်းပဲဘာဝင်တော့တယ်ဂျန်တဲ့အသင်းတွေကဘလိုနည်းနဲ့မှချန်ပီယံလိမှာတိုးလို့မရတော့ဘူးဒါကိုကြည့်လိုက်ဒီချက်တစ်ချက်တည်းနဲ့တင်အင်တာမီလန်သည် အနေထားတည့်ရရှိနေတယ် viewer ဘိုင်းရကစားသမားစုဖွဲ့မှုဘိုင်းရတာလွန်ကောင်းမှုနေတယ်ဆိုတာကျွန်တော်တို့ကို alert လုပ်နေတယ်လို့ပဲဖြစ်ပါတယ်အဲ့တော့ကြောင့်ဒီပွဲစဉ်ကဘာစလိုနာဘလောက်ပဲကောင်းကောင်းဒီနေ့ရသည်ဘလောက်ပဲ modify လုပ်ပြီးအမြင့်ပြန်နေပြန်နေစိုင်မိုနီအင်ဇာဂီရဲ့ inter milan ကိုပြက်ပြက်တတအတာစီးရမယ်လို့တော့ကျွန်တော်မထင်ပါဘူးခင်ဗျာ โอเคကျွန်တော် key point စီဆွေးနွေးပြီးဆိုတော့နောက်ထပ်တစ်ပိုင်းကအာရှရဲ့အကျော်ပေးမှုဘာစနာကအကျော်ပေးမှုအနေငယ်ပြန်ပြင်းသွားတယ်ပွဲနာနေရင်လည်းပြန်ပြော့ကောင်းပြော့သွားနိုင်တယ်ဒီအကျော်ပေးမှုတွေက나이ဘိုင်းတွင်ပြောင်းလဲနေတဲ့အတွက်ကြောင့် အတိအကျတော့မှတ်ယူလို့မရဘူးတိုးတော့ရန်ကွာဟမှုတော့မရှိဘူးပေါ့ဗျာထားပါတော့ဘာဆူနာကတူးဒီလောက်ပေးပြီးတော့တေတဝက်ရှုံးလောက်တော့မပြောင်းအခုပြောင်းလဲသွားမှုသည်တလုံးတဝက်နိုင်ကနေတလုံးသိပြောင်းလဲသွားတာနောက်တနအီလောက်ကြာရင်လည်းเนาะကျွန်တော်တင်ဆက်ပြီးအချိန်ကာလတစ်ခုရောက်ရင်လည်းဘာဆူနာကတလုံးသိရကနေတလုံးတဝက်ပြောင်းရှင်ဝင်ရတာ ဖြစ်ကောင်းဖြစ်သွားနိုင်မှာထားပါအဲ့တော့ဘာစလိုနာအသင်းကိုအနိုင်တေချာပေါက်ပေးထားတဲ့အကျော်ပေးမှုဖြစ်ပါတယ်အဲ့တော့တလုံးသွင်းတောင်မှတဝက်လားတရေလားပဲပြန်ပြီးတော့ changes ဖြစ်မဲ့အခြေအနေမျိုးပေါ့နော်တွေ့မယ်ကျွန်တော်တခုပြန်စဉ်းစားရမှာ Inter Milan အသင်းဒီ Champion League တွေမှာအဝေးကွင်း result တော်တော်ကောင်းနေဗျကျွန်တော်ပြီးရင် first day ဆွနေဘရူတိပါလိမ့်မယ်အဲ့ပြောချင်တာဘာစလိုနာအသင်းကိုတရေခံကစားနိုင်စွာအပြည့်ရှိနေ တိုတယ်ကိုနဲ့ချိန်ကြည့်မယ်ဆိုရင် 3D 3D ကတော့၃လုံးတိုင်းပြီးသွားဖို့များနေရပေါ့နော်အင်တာမီလန်ကို၃ကိုပြတ်နိုင်တယ်ဆိုတာထက်2-1လို့ reset မျိုးဟာအဖြစ်နိုင်ဆုံး reset ဘာဆိုနာကတော့အိမ်ကွင်းမှာပို့ပြီးတော့ရလက်ကောင်းမှုကြိုးစားမှာပဲဘရိုလည်းသိတယ်ချန်ပီယံလိပထမအင်ရှင်အသင်းတွေအဖြစ်လက်ခံကစားရတဲ့အသင်းတွေဒီရလက်ကောင်းအောင်ကြိုးစားလိရှိတယ်ဘာကြောင့်လဲဆိုတော့ဒုတိယအကြော့မှာဘာမှမသိဘူးအဝေးကွင်းမှာသွားပြီးကံအမှာသူတို့ပို့ပြီးတော့နှစ်ဆကြိုးစားရလိမ့်မယ်အဲ့တို့ကြောင့် ေကြတဲ့အိမ်ကွင်းမှာတော့အနိုင်ရလက်ရအောင်ပုံဖော်မှာပဲဒါမဲ့အခုအကြောပေးမှုတွေလိုမျိုးလိုအပ်တဲ့အတွင်းကိုပမာဏရပါမလားဘာညာဆိုတဲ့အပိုင်းတော့ကျွန်တော်တို့တစ်ချက်ထည့်ထွက်ရလိမ့်မယ်အဲ့ဒါကြောင့်ကျွန်တော်ယူဆချက်တစ်ခုတည်းအရပြောမယ်ဆိုရင်ဘာစနာနိုင်ဖို့ဆိုတာအခြေအနေများတယ်ဂိုးပြတ်ဖို့ဆိုတာအမတန်အမတန်ခက်ခဲလွန်းမှာဆိုတော့နိုင်သွားရင်တောင်မှဝမ်းဒီချေးခွာနဲ့အင်တာမီလန်တဝက်လောက်ပဲသုံးရှုံးမယ်ဆိုတော့ကျွန်တော်ဒီ handicap အကြောပေးမှုအရအင်တာမီလန်အသင်းကိုအားပေးပါရစေခင်ဗျကဲကျွန်တော်နောက်တစ်ပိုင်းဒီနေ့သင်ကြားတဲ့ကိန်းကိန်းရဲ့အချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်အောင် ဟတ်တူအထိတ်တိုက်တွေ့ဆုံမှုတွေမှာဘာစလိုနာက3ချိန်တိုင်း2ချိန်သေးကြပြီးတစ်ချိန်ရှုံးထားပါတယ်။အမှတ်တမဲ့ကြည့်လိုက်ရင်တော့ဘာစလိုနာကနိုင်ခဲ့တဲ့အချိန်ရေအတွက်များတယ်ပေါ့လေ။သို့တော့2018 19စတဲ့ခုနှစ်တွေမှာနောက်ဆုံးနိုင်ခဲ့တာ ူပူနွေးနွေးသူတို့တွေ့ဆုံတာကတော့2022တုန်းကတွေ့ဆုံမှုဖြစ်ပါတယ်။အဲတုန်းကတော့ Inter Milan အသင်းကဘာဆိုနာကိုနှစ်ကြော့လုံးမရှုံးအောင်ကစားခဲ့ပါတယ်။ဘာဆိုနာကွင်းမှာ3-3တည်ကြခဲ့တယ်လို့ Inter Milan ကွင်းမှာ1-0နဲ့ Inter Milan နိုင်ခဲ့ပါတယ်။အဲတော့ကျွန်တော်တို့ head to head အရာအမှတ်တမဲ့ကြည့်ရင်တော့ဘာဆိုနာကပိုအသာစီးရတယ်ထင်ရပေမဲ့ခုနှစ်သက်ကရစ်တွေအရာအနည်းငယ်ကြာသွားပါပြီ။နောက်ဆုံးပူပူနွေးနွေးနှစ်ကြိမ်ထိတိုက်တွေ့ဆုံမှုမှာကတော့ Inter Milan အသာစီးရထားပါတယ်ခင်ဗျ။ကဲဘာဆိုနာရဲ့နောက်ဆုံး6ပွဲဆက်ရလ၄ပွဲနိုင်တပွဲတည်တပွဲရှုံးတာတယ်။ ်ရှုံးတဲ့ပွဲက Champion League မှာ Borussia Dortmund ကို3-1နဲ့ရှုံးတဲ့ပွဲတည်ကြခဲ့တဲ့ပွဲကတော့ Copa del Rey မှာ Real Madrid နဲ့မိနစ်90အတွင်းတည်ကြခဲ့တယ်အဲ့ပွဲတွေဖယ်လိုက်နိုင်တဲ့ပွဲတွေကိုကြည့်မယ်ဆိုရင်လေ၄ပွဲမှာသူတို့တပွဲပဲကူးပြတ်ပါတော့တယ်အဲ့ပွဲဒီ Borussia Dortmund အိမ်ကွင်းမှာ၄ကူးပြတ်နိုင်တဲ့ပွဲပါ Spain La Liga မှာ ိုးပြတ်ဖို့အတွက်တောက်လျှောက်ရုန်းကန်ခဲ့ရတယ်။နိုင်လဲတကူးထပ်ပို့ပြီးတော့နိုင်တဲ့ပွဲစဉ်တွေမရှိပါဘူး။မယော့ကာကို1-0၊ဆယ်တာဗီကို4-3နဲ့လီဂါနက်စ်ကို1-0ဖြစ်ပါတယ်။အဲ့တော့လက်ရှိ current form ကောင်းတယ်တို့ပေမဲ့ဂိုးပြတ်ခြင်းမပြတ်ခြင်းတော့ကျွန်တော်တစ်ချက်စဉ်းစားရပါလိမ့်မယ်။တစ်ဖက်ကအင်တာမီလန် current form တော်တော်အခြေအနေစိုးနေတဲ့အသင်းတစ်သင်းမှာနောက်ဆုံး၃ပွဲဆက်ရှုံးပွဲကြုံတွေ့ထားပါဗျ။အဲ့ဒီ၃ပွဲဆက်မှာလည်းအင်တာမီလန်အသင်းဒီတကိုးမောင်ပြန်ပြီးတော့မသွင်းနိုင်ခဲ့ပါဘူး။ဘလော့ညာကို1-0 AC Milan ကို3-0နဲ့ Roma ကို1-0ဖြစ်ပါတယ်။ ်လက်ရှိ current form လုံးဝလုံးဝမကောင်းတာကိုသတိပြုရပါလိမ့်မယ်။ကဲကျွန်တော်ဘာစလိုနာရဲ့အိတ်ကွင်း6ပွဲသက်ရလက်9ပွဲနိုင်ပြီးတော့တပွဲတည်ကြရတဲ့ကျွန်တော်နိုင်ခဲ့တဲ့ပွဲတွေမှာရှင်းမှလည်းပြောပြီးသွားပြီ။ဂိုးပြက်နိုင်တဲ့ပွဲက The Borussia Dortmund ကို6ဂိုးပြက်တို့ Girona ကို4-1တို့နိုင်တဲ့ပွဲမျိုးတွေ Osasuna ကို3-0နဲ့နိုင်တဲ့ပွဲအဲ့ဒါတွေကြာသွားပြီ။နောက်ဆုံးနှစ်ပွဲဆက်တိုက်ခြေသွမ်းဆိုရင်သူတို့ကတ်တက်ပြီးပဲအနိုင်ရခဲ့တာပါ။ တပတ်ကအင်တာမီလန်ရဲ့အဝေးကွင်း6ပွဲသက်ရလဒ်ကတော့3ပွဲနိုင်2ပွဲသီး2ပွဲရှုံးသားပါတယ်ထူးခြားတာတစ်ခုကအင်တာမီလန်ဒီအဝေးကွင်းမှာအထူးသဖြင့်ချန်ပီယံလိဂ်ကစားတဲ့အခါကျရင်ပိုပြီးရလဒ်ကောင်းလေးရှိတယ်ဘိုင်ယန်မြူနစ်ကို2-1နဲ့နိုင်ထားသလိုဖီနော့ကိုလည်း2-0နဲ့နိုင်ထားပါတယ်အင်ကွင်းရောက်တဲ့အခါကျမှသူတို့ကလူတို့လိုပုံဖော်ထိန်းကန်တဲ့အသင်းတသင်းလို့ပြောရမှာဖြစ်ပါတယ်အဲ့ဒီတော့ချန်ပီယံလိဂ်မှာအင်တာမီလန်ရဲ့အဝေးကွင်းကစားအားကိုတတိပြုရပါလိမ့်မယ် ဆိုတော့ကျွန်တော်ဒီကိန်းကနဲချက်လက်တွေရာကွန်ကလူရှင်းဆွဲရမယ်ဆိုရင်ဘာဆိုနာအသင်းကအနည်းငယ်အတားကြီးရနေပေမဲ့အင်တာမီလန်အသင်းကလည်းရှော့တွက်လို့မရတဲ့အခြေအနေမျိုးမှာရှိပါတယ်ပြက်ပြက်တတဘာဆိုနာအတားကြီးရနေတာကိုမတွေ့ရပါဘူးခင်ဗျနောက်ဆုံးမှကျွန်တော်ဗျူအာပိုင်းချင်းကပ်မှုအနည်းငယ်လှုပ်လိုက်ရအောင်ကျော်အင်တာမီလန်အသင်းဒီနီးပြဆိုင်မွန်နဲ့အင်ဇာဂီရဲ့ခံစစ်ကစားတဲ့ပုံစံအရန်ကောင်းတယ်ဗျမန်စီးတီးနဲ့သူတို့ထိတိုက်တွေ့ဆုံခဲ့တဲ့ချန်ပီယံလိဖိုင်နယ်မှာတော့ကျွန်တော်မျက်ဝါးထင်တယ်မြင်တွေ့ခဲ့ရတာပါနောက်တန်း၃ယောက်တန်းခံစစ်ဒီလိုရိုပိုလျှော့ ကြိုက်တယ်လို့ကစားပေးနိုင်တယ်။ဒါပေမဲ့များသောအားဖြင့် low block deep block ဒါကစားလေးရှိပါတယ်။ Quinn Lane ကကစားသမား၃ယောက်နဲ့ Miffy Tryon နဲ့ပေါင်းပြီးတော့အိတ် central zone မှာကစားသမား၆ယောက်လောက်တိတိဖြစ်သွားတတ်ပါတယ်။ဒါအပြင် channel တွေကိုလည်း Ludo Bo Shot လုတ်တက်ပါသေးတယ်။ကျွန်တော် Dan Fries တို့ Agu Store တို့စတဲ့ကစားသမားတွေအပြင် Bustoni တို့ဘာတို့ကလည်း channel ကိုတစ်ခါလေးကြာရင်ထွက်လိုက်ရင် channel မှာလည်း၂ယောက်ဖြစ်သွားပါတယ်။အဲ့တော့ရှေ့မှာပွင့်လင်းပြောတော့၂ယောက်လောက်ပဲတည်ပြီးတော့ second striker Tagaman ပုံစံမျိုးနဲ့ကစားလေးရှိတယ်။ခံစစ်ကိုလုံးဝအကျစ်ကြီးနဲ့ထိုးဖောက်ခတ်တဲ့ပုံတ တန်အင်တာမီလန်အသင်းဒီကစားတတ်ပါတယ်ဒါအပြင်တိုက်စစ်ပိုင်းမှာလည်း1 chance ကိုဗျာ1 goal မရရင်တောင်မှ2 chance ကို1 goal လောက်ရနိုင်တဲ့နော်လော်ဒရိုမာတီနက်စ်တို့လိုတကယ် fox in the box ကစားသမားလည်းရှိနေတဲ့အတွက်ကြောင့်အရင်ဆွတ်တိုက်လို့လည်းမရအောင်တဖက်ကဘာစလိုနာကတော့ ပို့ပြီးတော့ပြီးပြည့်စုံတဲ့အသင်းပေါ့ဂျာမန်နီးပြကင်နေတဲ့အသင်းတစ်သင်းပြီးပြီး hybrid တွေလည်းကောင်းတယ်တိုးတော်လည်းဘလောက်ထိ pressing ပေးပေးတစ်ဖက်အသင်းကမင်းတို့ဘောလုံးပေးကင်ထားမယ်ဆိုရင်ဘလို့ pressing ပေးမလဲကိုချီတော်ထဲမှာဘောလုံးမရှိမှ pressing ပေးရမှာဗျာ counter press ဆိုတာကလည်းထုံနီးတူပဲတစ်ဖက်အသင်းကဆောင်ရိုင်းကြီးတွေ press တဲ့အခါကျမှသူတို့ကလည်းပြန်ပြီးတော့ live press အဲ့လိုမ press ပဲနဲ့လုံးဝခံစစ်ကိုထိုင်ပြီးစော့နေရင်ဒီ pressing ဆိုတာကလည်းပြိုင်ဘက်ရဲ့ ခက်စစ်အသင့်မဖြစ်မှုကိုအခွင့်ကောင်းယူလို့မရပြန်ဘူးအဲ့တော့ counter press ဆိုတဲ့အဓိကရည်ရွယ်ချက်တည်နောက်ကမှ counter attack ဆိုတာလည်းပါနေပြန်တယ်ပြိုင်ဘက်က press လို့နော်ခက်စစ်ပုံပြတ်သွားပြီးအသင့်နေရာမယူထားသေးတဲ့အချိန်မျိုးမှာချက်ချင်းဘောလုံးကိုပြန်ယူပြီးတော့သူတို့က counter attack လုပ်မှာအဲ့လိုအခြေအနေမျိုး Inter Milan မှာမရှိဘူးတော်တော် deep ဖြစ်တဲ့အသင်းအသင်းဖြစ်တဲ့အတွက်ကြောင့် Barcelona ဒီ isolation ကိုတတ်နိုင်သမျှလုပ်ရမယ်ဘော possession တတ်နိုင်သမျှယူပြီးပဲအရင်တော့က ပပ်နဲ့ဆိုင်မိုနီအင်ဇာဂီတွေ့တဲ့အချိန်ကာလတုန်းကစတိုင်ပဲကစားရမှာပဲအဲ့တော့တပောင်းမို့တပောင်းကတော့တွေ့ပါတယ်လုံးဝမတွေ့ဘူးလို့ပြောတာမဟုတ်ဘူးဒီမန်စီးတီးနဲ့အင်တာမီလန်တွေ့တဲ့ဖိုင်နယ်မှာတော့လည်းရိုဒရီအဲ့လိုတွင်းကိုတကူတွင်းသွားတာပဲဒါပေမဲ့နိုင်ဖို့ခက်တယ်တကူရဖို့အတွက်မနေကျိုးသားရုံးခံရတယ်အခက်မသိတိုတယ်ကိုအန်နာရီပါရတော့ဖြစ်သွားနိုင်တယ်ဆိုတော့ conclusion ဆွဲရမယ်ဆိုရင်ကျွန်တော်အင်တာမီလန်ပဲသဘောကျတယ်ဘာစလိုနာနိုင်အောင်မှကိုပြတ်ဖို့အတွက်မလွယ်လို့ပဲဖြစ်ပါတယ်ခင်ဗျ